မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေစင်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူအခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဖယားသခင်ရဲ့အလိုတော်ကိုတည်ပြီးတော့မှအလိုတော်အတိုင်းအသက်ရှင်ပါလို့ခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုခြင်းတကြံအရင်ဖတ်မယ်နော်အေဖတ်ဩဝါရစာခန်းကြီး9အငယ်18ဖြစ်ပါတယ် တမာချင်းစာရှိမယ်ဆိုရင်တင်ကိုယ်တိုင်ဖွင့်ဟာယူမှာဖတ်ကြည့်ပါနော်ဒါမှဒါလင်းတင်နားထောင်တဲ့ဖက်လက်ဖက်တယ်ဆိုရင်ပိုးမှမမိသွားလိမ့်မယ်โอเคဆိုတော့အခြေပြုကျမ်းတစ်ကျမ်းဖတ်မယ်နော်ဒီကနေ့မနေ့အခြေပြုကျမ်းကအေဖက်အော်ဝါရစာခန်းကြီး9အငယ်7ဖြစ်ပါတယ်ထို့ကြောင့်တတိမရှိတော့သူမဖြစ်တခင်ဖျားဤအလိုတော်ရှိရာကို ပိုင်းခြား၍တည်တော်သူ ဖြစ်ကြလောထို့ကြောင့်ဆိုတဲ့စကားလုံးကရှိကအချက်လက်တွေကို ဆက်နွယ်ထားတာဖြစ်ပါတယ်နော်အရှိမပါပြောတော့လဲဆိုတော့နောက်ဆုံးတော့ကာလနီးလာတဲ့အတွက်ကြောင့်ဖယားရဲ့စကားကိုတမာတတိရှိရှိလှုပ်ဆောင်နားထောင်ပြီးမှလက်တွေ့အသက်ရှင်ဖို့ရန်အတွက်တွန်းတင်နေတာဖြစ်ပါတယ်ဒါကြောင့်ဖယားရဲ့စကားကိုလိုက်လျှောက်ဖို့ရန်အတွက်ဖယားရဲ့အလိုတော်ကိုတည်တော်သူဖြစ်ပါစေတဲ့ဆိုတော့တချို့လူတွေကတည်ချင်ကြမှာပဲနော်ဘာလို့တည်ချင်လဲဆိုတော့ဖယားသခင်ရဲ့အလိုတော်ကဘာလဲโอเคဖယားသခင်ရဲ့အလိုတော်ကဘာလဲ ဖယားသခင်ရဲ့အလိုတော်ဘာလဲဆိုတော့မိကုံးကိုဖြေဖို့ရန်အတွက်တမာချင်းစာကိုဖတ်ရပါတယ်။ဘာလို့လဲဆိုတော့တမာချင်းစာဒီဖယားသခင်ကလူသားတွေကိုပြောချင်တဲ့စကားတွေအပြည့်အစုံပြောထားလို့ဖြစ်ပါတယ်။ဒါကြောင့်တမာချင်းစာကိုလေ့လာပြီးမှဖယားသခင်ရဲ့အလိုတော်ကဘာလဲဆိုတာသိလာနိုင်မှာဖြစ်ပါတယ်။တကယ်တမ်းတော့ဒီတမာချင်းစာထဲမှာဖော်ပြထားတဲ့အရာအများကြီးကဖယားသခင်ရဲ့အလိုတော်တွေအများကြီးပါတယ်နော်။ အခုနှစ်ခုပဲမဟုတ်နော်ဘုရားသခင်ရဲ့အလိုတော်ဆိုတာဘုရားသခင်ရဲ့အလိုတော်ဆိုတာဘုရားသခင်ကတင့်ကိုဖြစ်စေခြင်းတဲ့အရာအဲ့ဒါသူ့ရဲ့အလိုဆန္ဒဘုရားသခင်ရဲ့အလိုဆန္ဒဘုရားသခင်ရဲ့အလိုဆန္ဒကိုအလိုတော်လို့ခေါ်တယ်ဒါကြောင့်တမန်ကျမ်းစာမှာကပောက်ကျမ်းကနေဗျာဒိတ်ကျမ်းဒီဖတ်ကြည့်ဘုရားသခင်ရဲ့အလိုတော်တွေအများကြီးတွေ့ရမယ်အဲ့ဒီအများကြီးထဲမှာဒီကနေ့မနေ့ကျွန်တော်အချက်၄ချက်လောက်ယူထုတ်ပြီးမှဝေငှချင်တာဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်၄ချက်ပထမဆုံးတစ်ချက် ဖယားသခင်ရဲ့အလိုတော်အကြီးမားဆုံးသောအလိုတော်ကလောကလူသားတွေကို သူစေလွတ်လာတဲ့တားတော်သခင်ယေရှုခရစ်တော်ဖယားကိုယုံကြည်လက်ခံစေဖို့ဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ရဲ့ခန်းကြီး6ငယ်29မှာဖယားသခင်စေလွတ်တော်မူသော သူကိုယုံကြည်ခြင်းအကျင့်က အလိုတော်နှင့်ညီတော်အကျင့်သည်ဟုမိန့်တော်မူ၏။ သခင်ယေရှုခရစ်တော်ကိုယ်တိုင်တမန်ကျမ်းစာထဲမှာသူကိုယ်တိုင်ဝန်ခံထားတယ်တက်တေထူထားတယ်ပေါ်ပြထားတယ်ဖခင်သခင်ရဲ့အလိုတော်နဲ့အညီကျင့်မယ်ဆိုရင်အရေးအကြီးဆုံးကတော့သခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးမှအသက်ရှင်ခြင်းကိုခေါ်တယ်တဲ့ဒါကြောင့်ချက်တော်မိတ်ဆွေချက်တော်ညီကိုမတော်မတော်ဖခင်သခင်ရဲ့အလိုတော်ပါလေအကြီးမားဆုံးတော့အလိုတော်ကလူသားအလုံးအလုံးသခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးမှအသက်ရှင်ဖို့ဖြစ်ပါတယ် ်ဒီကနေ့သင်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ပြီလားကွန်မန့်ထဲမှာမှန်သွားကြည့်အောင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီလားကျွန်တော်တို့ယုံကြည်ပြီဒါဆိုရင်တင့်မိသားစုရောတင့်ပတ်ဝန်းကျင်ရောတင်နေတဲ့မြို့ရောတင်နေတဲ့နိုင်ငံရောသခင်ယေရှုခရစ်တော်ကိုအားလုံးယုံကြည်လက်ခံပြီလားမယုံကြည်မလက်ခံသေးဘူးဆိုရင်ဧဝံဂေလိမှာပါဝင်ဖို့လေမမေ့ပါနဲ့ဒါကဖခင်သခင်ရဲ့အလိုတော်နော်ယေရှုခရစ်တော်ကိုယုံကြည်မယ်ယေရှုခရစ်တော်အကြောင်းပြောမယ်ဒါဖခင်ရဲ့အလိုတော်ပထမဆုံးတစ်ချက် ဒုတိယတစ်ချက်ကဘုရားခင်အလိုတော်ပါလဲဆိုတော့အပြစ်တရားကိုရှောင်ပြီးမှတန်ရှင်းစွာအသက်ရှင်မှဖြစ်ပါတယ်အဲ့ဒါဘုရားခင်ရဲ့အလိုတော်ပဲတမန်ကျမ်းစာထဲမှာဘယ်လိုပြောလဲတစ်တက်နော်တတလောနေဩဝါရစာပထမဆောင်အခန်းကြီး၄အငယ်၃မှာဘုရားသခင်အလိုတော်ဟူမူကားတဲ့တင်တို့ဒီမတရားသောမိထုံကိုကျင်ရှောင်၍တန်ရှင်းစေခြင်းကအလိုတော်ရှိတယ် ဒီမှာတဲ့တို့ပြောတာနော်ဖယားသခင်ရဲ့အလိုတော်ကဘာလဲဆိုမှတဲ့တို့မေးမှတဲ့တို့ဖြေတာနော်ဖယားသခင်ရဲ့အလိုတော်ကတဲ့နေတို့မတရားတဲ့မေထုံမတရားတဲ့မေထုံဆိုတာကအပြစ်တရားညှိညူးခြင်းကိုပြောတာအပြစ်တရားညှိညူးခြင်းကိုကျင်ရှောင်ပြီးမှတဲ့တန်ရှင်းအောင်အသက်ရှင်ဖို့ရင်ဖယားသခင်အလိုတော်ရှိတယ်နော်တဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်မားတို့သခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးဖရိုဖလဲအသက်ရှင်နေပါသလား ်ဖရိုဖလဲအသက်ရှင်နေတယ်ဆိုရင်အလိုတော်နဲ့တွေ့ဖယ်သွားပါပြီဖယားသခင်ရဲ့အလိုတော်ကိုတည်ပြီးမှအသက်ရှင်ဖို့ရန်အတွက်အလိုတော်ကဘာလဲဆိုတော့ဒီကနေ့ဖယားသခင်ကကျွန်တော်နှုတ်ရှာပါဇက်ကနေတင့်ကိုဖြေပေးနေတယ်ဖယားသခင်ရဲ့တင့်အပေါ်မှာထားတဲ့အလိုတော်ကကျွန်တော်အပေါ်မှာထားတဲ့အလိုတော်ကကျွန်တော်တို့ယုံကြည်သူတိုင်းဟာတန်ရှင်းစွာအသက်ရှင်ဖို့ဖြစ်ပါတယ်အပြစ်ကိုရှောင်ပါအပြစ်ကိုမုံးပါအပြစ်ကို노လို့ရဲရဲတောက်ပြောရဲပါ တန့်ရှင်းစွာဖယားသခင်ရဲ့စကားတော်နဲ့အသက်ရှင်ပါဖယားသခင်ရဲ့စကားတော်နဲ့အသက်ရှင်မှာတင်းရဲ့အသက်တာညှဉ်းညူးခြင်းတွေတစ်ခုပြီးတစ်ခုပျောက်သွားမယ်။နှုတ်ကပတ်တော်ကိုခံယူမှနေ့စဉ်တိဆောက်သွားတဲ့သူဟာတန့်ရှင်းတော်သူဖြစ်လာလိမ့်မယ်။အာမင်။ဒါနှစ်ပတ်နှစ်။နှစ်ပတ်သုံးကောင်းမှုပြုခြင်းယုံကြည်သူတွေကောင်းမှုပြုရမှာမမင်းနဲ့နော်။ကောင်းမှုပြုလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး။ကယ်တင်ခြင်းရလို့ကောင်းမှုပြုရတာ။ comment ထဲမှာအဲ့လိုမှတ်သွားကြည့်အောင်မမိသွားအောင်။ကောင်းမှုပြုလို့ ကောင်းမှုကုသိုလ်ကြောင့်တင်ကယ်တင်ချင်းရတာမဟုတ်ဘူးဒါပေမဲ့ကယ်တင်ချင်းရတဲ့သူကကောင်းမှုကုသိုလ်လုပ်ရတယ်ကောင်းမှုလုပ်ရတယ်တစ်ပေခန်းကြီးနဲ့ငယ်15မှာကောင်းသောအကျင့်ကိုကျင့်တော်အားဖြင့်လူမိုက်တို့ဤမိုက်မဲသောစကားကိုခြေစီခြင်းကဖျားသခင်သည်ထိုတို့တော်အလိုတော် ရှိ၏ဗါတယ်လေအလိုတော်ရှိဘသူအလိုတော်ရှိရလဲဖခင်သခင်အလိုတော်ရှိရဘာအလိုတော်ရှိရလဲယုံကြည်သူတွေကိုကောင်းတဲ့အကျင့်ကျင့်ဖို့အလိုတော်ရှိတယ်ကောင်းတဲ့အကျင့်ကျင့်နေဆိုတာကယ်တင်ခြင်းရဖို့မဟုတ်နော်ကယ်တင်ခြင်းရထားလို့ ကောင်းသောအကျင့်ကိုကျင့်တာဒါကြောင့်ချစ်တော်မိတ်ဆွေချစ်တော်ညီကိုမောင်တို့သင်ကောင်းသောအကျင့်ကျင့်နေပြီလားကောင်းမှုလုပ်နေပြီလားကောင်းမှုလုပ်ဖို့လိုတယ်နော်ယုံကြည်သူခရိယန်တွေဟာငါတို့ကကောင်းမှုလုပ်ဆရာမလို့ဘူးကဲတင်ချင်းရပြီးသားကဲတင်ချင်းရထားလို့ကောင်းမှုလုပ်ရတာလေကောင်းမှုလုပ်နေတာကဲတင်ချင်းရဖို့မဟုတ်ဘူးယုံကြည်တော်ကြောင့်ဂျေဇုတော်အားဖြင့်ကဲတင်ချင်းရတာကဲတင်ချင်းရတဲ့အတ္တတာမှာကောင်းမှုလုပ်ဖို့လိုတယ်အဲ့ဒါအလင်းလို့ခေါ်တယ် ျွန်တော်တို့ကဗဇက်ကနေဘုရားခင်ဘလောက်ကောင်းမြတ်ကြောင်းပြောဖို့ဆိုတာထက်အတ္တတာကိုယ့်ရဲ့ကောင်းမြတ်မှုအားဖြင့်မယုံကြည်သူတွေကိုတဲ့ပုံတက်တည်ထင်ရှားစေပါတဲ့အဲ့လိုပြောလိုက်ဒီကျမ်းစာကနောက်ဆုံးတစ်ချက်ဘုရားခင်အလိုတော်ကဘာလဲဆိုတော့နံပါတ်၄တစ်ချက်ကဝမ်းမြောက်ခြင်းဆုတောင်းခြင်းဂျေဇုတော်ချီးမွမ်းခြင်းဖြစ်ပါတယ်တမန်ကျမ်းစာတတလောနေဩဝါရစာပထမဆောင်ခန်းကြီး9ငယ်16 18မှာအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောမချားမလက်ဆုတောင်းပတ္ထနာပြုကြလောအရာရာ၌ဂျေဇုတော်ကိုချီးမွမ်းကြလောအကြောင်းမူကာ တင်တို့ဒီထိုးထိုးကျင့်စေခြင်းကသခင်ယေရှုခရစ်၌ဖယားသခင်အလိုတော်ရှိ။ဘာလဲလဲ?ဖယားသခင်အလိုတော်ရှိ။ကဲဒီမှာနောက်တစ်ခုတွေ့ပြီအလိုတော်။ဖယားသခင်အလိုတော်ကဘာလဲ?ကျွန်တော်တို့ကိုဝမ်းမြောက် စေခြင်းတာနော်။တဏီကုံတဏီခန်းဟိုမှာဟိုဘာလဲစိတ်တူစိတ်ညစ်ပြီးတော့မှဝမ်းနေဇေဇဇေခြင်းနဲ့ဖယားမဟုတ်ဘူးကျွန်တော်ဖယားကကျွန်တော်ဖယားကတင့်ဖယားကတင့်ကိုကျွန်တော်တို့ကိုအမြဲတမ်းဝမ်းမြောက်စေနေစေခြင်းတာနှုတ်ကပတ်တော်အားဖြင့် ဝမ်းမြောက်ခြင်းကလည်းအဲ့ဒီဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့်ဝမ်းမြောက်ဖို့ရန်အတွက်တမန်ကျမ်းစာကရည်ညွှန်းထားတယ်။ဒါကြောင့်ဝမ်းမြောက်ခြင်းဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းအမြဲတမ်းပြုဖို့ရန်အတွက်ဖယားသခင်ကတင့်ကိုအလိုတော်ရှိတယ်။ကျွန်တော်ကိုအလိုတော်ရှိတယ်။ဒါဖယားသခင်ရဲ့အလိုတော်ပဲ။တင်ဖယားသခင်ရဲ့အလိုတော်ကိုကင်မိပြီလား။နားလဲပြီလား။တန်ရှင်တော်ဝိညာဉ်တော်လင်းပေးပါစေ။ဏိကုံချုပ်ရအောင်။ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကဖယားသခင်ရဲ့အလိုတော်ကိုတိပြီးတော့မှ အလိုတော်အတိုင်းကြင့်ကြံပြုမှုတတ်တော်သူ ဖြစ်စေပါလို့ခွန်အားပေးသွားတယ်။ဖရာသခင်ကအလိုတော်ကဘာလဲကျွန်တော်တို့ပြောသွားတယ်ဖရာသခင်ကအလိုတော်ဆိုတာဖရာသခင်ဖြစ်စေခြင်းတဲ့အရာတမာကျင်းစာထဲမှာအများကြီးဖော်ပြထားတယ်။အဲ့ဒီအများကြီးဖော်ပြထားတဲ့အထဲမှာကျွန်တော်ဒီနေ့မနေ့အချက်၄ချက်ဖရာသခင်ကအလိုတော်ပိုက်ရိုက်ကျင်းစာကနေဖော်ပြတဲ့ဖရာသခင်ကအလိုတော်၄ချက်ပြောထားတယ်။နံပါတ်၁သခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးကိုယုံကြည်လက်ခံပြီးမှတက္ကလာသူများကိုလည်းအဲ့ဒီအကြောင်းဝင်ငှချင်း အဲ့ဒါဘုရားသခင်ရဲ့အလိုတော်အကြီးမားဆုံးတော့အလိုတော်ပဲနံပါတ်1အပြစ်ကိုရှောင်ပြီးတော့မှအသက်တာမှာတန့်ရှင်းစွာဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံလိုက်လျှောက်တက်ရှင်ခြင်းဒါနံပါတ်1နံပါတ်3ကောင်းမှုပြုခြင်းနံပါတ်4ဝမ်းမြောက်ခြင်းဆုတောင်းခြင်းဂျေဇုတော်ချီးမွမ်းခြင်းအဲ့ဒီအရာတွေကိုကျွန်တော်တို့တကယ်လက်တွေ့ကြကြအသက်တာထဲမှာအသက်ရှင်ထွက်လာဖို့လိုတယ်လို့ခွန်အားပေးနေနှိကုံချုပ်ပါတယ်ဒီလိုအလိုတော်အတိုင်းအသက်ရှင်မယ်ဆိုလို့ရှိရင်တင်းရဲ့အသက်တာဟာတာ၍ကြီးပွားမယ် တာ၍ရင်ကျက်လာမယ်။တာ၍ဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားတော်အတ္တဖြစ်လာမယ်။တာ၍တန်ရှင်တော်အတ္တဖြစ်လာမယ်လို့ခွန်အပေးနဲ့ဤကုန်ချုပ်ပါတယ်။အတူတူကဆုတောင်းရအောင်။ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှာလဲဖယားသခင်ရဲ့အလိုတော်ကိုတည်ပြီးတော့မှအလိုတော်အပိုင်အတရှင်ပါလို့တန်ရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကို노စော်တဲ့တိုက်တွန်းတဲ့ခွန်အပေးတယ်။ဂျေဇုတင်နေကျွန်တော်ရဲ့အတ္တထဲမှာ အပြစ်နဲ့ပြည့်နေတဲ့လောကမှာအသက်ရှင်တဲ့ခါမှာဖယားသခင်ရဲ့အလိုတော်ကိုတည်ပြီးမှအလိုတော်အတိုင်းတကယ်ပဲလက်တွေ့အသက်ရှင်သွားလာလို့ရှားပြောဆိုဆက်ဆံတတ်တော်ယုံကြည်သူများဖြစ်စေပါမိကြောင်းတန်ရှင်တော်ဝိညာဉ်တော်မာစာပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော်